ိတ်တော်အလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်အန်ခင်မူပါဆိုတော့ဒီနေ့တင်ဆက်မယ့်အစီအစဉ်မစခင်မှာ channel subscribe လို့ဘေးနားခေါင်းလောက်နှိပ်ပြီးတော့ VPN လေးကိုဖွင့်ကြည့်ပေးကြဖို့မေတ္တာရက်ခံလိုက်ပါစေဆိုတော့ဒီနေ့မှကတော့ရှေးကတင်ဆက်ပေးခဲ့တဲ့ from series ရဲ့ဇလန်တွဲအပိုင်း1နဲ့3လေးကပြီးခဲ့ပြီဆိုတော့အပိုင်း5 6အပေါင်းကိုဒီနေ့မှဆက်ပြီးတော့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျဇလန်တဖေးဖေးနဲ့ဇာရှိန်တက်နေဖြစ်တဲ့အတွက်တကယ်ကိုကောင်းတဲ့ခန်းလေးကိုရောက်လာဖြစ်တာကြောင့်ဒီနေ့ recap လေးကိုကျွန်တော်အမိုက်စားတင်ဆက်ပေးမှာဖြစ်တဲ့အတွက်အတူတူကြည့်ရှုခန်းစားလိုက်အောင်ပါခင်ဗျာ ရေကပိုင်းနေမှာတော့ဂျိတ်ကသတိလစ်နေရကနေနိုးလိုက်ဖြစ်ပြီးတော့ဒီဘက်မှာမကောင်းဆိုးရတွေရှိတယ်ဆိုတာကိုမယုံကြည်တဲ့အတွက်အဖေကိုလိုက်ရှာနေပါတယ်။ဆာရာရောအီတန်လေးကိုတတ်ဖို့အတွက်တစုံပြားကတိုက်တွန်းလိုက်ပြီးဖြစ်ပါတယ်။ဆာရာသတိလစ်သွားပြီးတဲ့နောက်ရဲမှုဘွိုင်းနဲ့ကန်ဒီတို့ကချက်ချင်းပဲဆာရာကိုဈေးကန်းကိုခေါ်သွားပါတယ်။ဆာရာရဲ့ကိုနေတန်ကိုလည်းဆာရာသတိလစ်သွားတဲ့ကြောင့်မျိုးမီတယောက်ကလာပြီးတော့အကြောင်းကြားပါတယ်။ဆာရာကိုခရစ်စတီယာဈေးကူတာပေးနေပြီးဆာရာလည်းသတိပြန်လာပြီးဖြစ်ပါတယ်။ဆာရာတတ်တာသွားပြီးလို့ပြောပြီးတော့ဈေးကန်းနဲ့ပြန်မှုလုပ်နေပြီမြေ။ ်ခရစ်စတီယာတို့သူဆောင်ကြည့်ခြင်းတဲ့အတွက်ဒီတညတော့နေဖို့အတွက်ပြောပါလိမ့်ဆာရာလက်ခံလိုက်ပြီးတော့နေတန်ရောက်လာရင်ဆေးပူနေမှာစိုးတဲ့အတွက်ငါအိပ်ပျော်နေရဲ့လို့ပြောပြီးပါလို့ခရစ်စတီကိုပြောလိုက်ပါတယ်ရဲမိုကခရစ်စတီကိုဆာရာတက်တာလားလို့မေးလိုက်တော့ခရစ်စတီကတက်တာပါလို့ပြောလိုက်ပြီးဒီတညတော့ထပ်ဆောင်ကြည့်အောင်မယ်လို့ပြောပါတယ်ရဲမိုကဒီလိုတက်တာကအရင်ဆုံးအီတန်လေးဖြစ်ဖူးပြီးတော့အခုဆာရာပါထပ်ဖြစ်တဲ့အတွက်ဒီကိစ္စတခုခုဆက်နွယ်နေနိုင်လားလို့ခရစ်စတီကိုမေးပါတယ်ခရစ်စတီးယားဒီမျိုးမှာဖြစ်နေရတဲ့အကုံလုံးကထူးဆန်းနေရပဲလीလို့ပြန်ဖြေလိုက်ပါတယ်ခရစ်စတီးယားရဲမှုရဲ့လက်နာနေတဲ့ပုံစံသတိထားမိသွားတာကြောင့် ။ဘာဖြစ်တာလဲလို့မေးမိမယ်ရဲမှုကတော့ဘာမှဖြစ်ကြောင်းပဲပြန်ပြောပါလိမ့်။အဲ့ဒီမှာပဲနေတန်ရောက်လာတဲ့အတွက်ခရစ်စီကရဲမှုကိုဆာရာကသူ့ကိုမတွေ့ခြင်းသေးကြောင်းပြောပါလိမ့်။ဒါနဲ့ရဲမှုလဲဆာရာအနားယူနေကြောင်းနဲ့မနက်ဖြန်မှလာတွေ့ဖို့ပြောလိုက်ပါလိမ့်။နေတန်အခုတွေ့ခြင်းလို့ပြောပေမဲ့ရဲမှုကနေတန်ကိုအိမ်ပြန်ပြီးတော့နားဖို့ပဲပြောလိုက်ပါလိမ့်။အီတန်လေးကဆာရာကိုခင်တဲ့အတွက်ဆာရာအဆင်ပြေပါမလားလို့သူ့ဖေမေးရီကိုမေးနေပါလိမ့်။အာနဲ့ဂျင်းကသားချရာကိုကုသပေးခဲ့တဲ့သဘောကောင်းတဲ့အန်နီခရစ်စတီကကုသပေးနေရအောင်ဆာရာကောင်းသွားမှာပါလို့ဖြောင်းဖြားနေပါတယ် အနောက်တော့ဂျင်းတို့ကဒီမျိုးအကြောင်းကိုရနိုင်လို့အဖြေရှာဖို့လုပ်ကြပါတယ်။ဂျင်းကစောပင်နှချောင်းကိုယူလိုက်ပြီးတော့သူတို့ဒီမျိုးအကြောင်းဘာတွေတီးထားလဲဆိုတာနဲ့သိဖို့လိုအပ်တာတွေကိုနိုင်ရမှာချပြီးတော့ရေးပါတော့တယ်။နေတန်ကတော့သူညီမဆာရာအကြောင်းကိုသိနေတဲ့အတွက်ဘာတွေများဖြစ်နေရလဲဆိုပြီးတော့စိတ်ပူနေခဲ့ပါတယ်။တပတ်မှာဆာရာကတော့ဈေးကမ်းမှာပဲဆက်ရှိနေပြီးတော့ညကျတော့အိတ်မပြောတဲ့အတွက်သူနဲ့ခရစ်စီတို့စကားထိုင်ပြောကြပါတယ်။ဆာရာခရစ်စီနဲ့ကန်နီတို့အတွဲတွေလို့ထင်ပေမဲ့ခရစ်စီကတော့သူတို့ကတငယ်ချင်းတွေပါလို့ပဲပြောပါတယ်။ ဇာရာတော့ကန်ဒီကသဘောကောင်းကြောင်းနဲ့နင်းကိုချစ်နေတာလို့ခရစ်စီကိုပြောလိုက်ပါတယ်။ခရစ်စီကသူ့အိမ်မှာသူ့ချစ်သူကောင်းမလေးမေရီယယ်ကြံခဲ့တယ်လို့ပြောလိုက်ပြီးသူတို့နှစ်ယောက်ကဆေးဆက်ထားတာပါ။အဲနောက်မှာဇာရာတကယ်လို့နေမေရီယယ်ကိုပြန်တွေ့နိုင်မယ်။ဒီမြို့မှာပိတ်မိတဲ့လူတွေအကုန်လုံးလည်းအိမ်ပြန်ပို့ပေးနိုင်မယ်ကိစ္စမျိုးဆိုရင်လုံမာလားလို့ခရစ်စီကိုမေးပါတယ်။အဲလိုအမကိစ္စဆိုးရတဲ့အရာဖြစ်အောင်လုံမာလားလို့မေးလိုက်တာပါ။ခရစ်စီလည်းဒီလိုအခြေအနေမျိုးဆိုရင်တော့လုံမာပေါ့လို့ပြန်ဖြေပါတယ်။တကယ်လို့ဇာရာကသူဆိုးရတဲ့ကိစ္စတွေထပ်လုပ်ရမှာဖြစ်တယ်လို့ အဲ့လိုလှုပ်တင်မလှုပ်တင်လဲမဝေခွဲနိုင်ဖြစ်နေတဲ့အတွက်ခရစ်စီကအကြံတောင်းနေတာပါခရစ်စီကတော့ဘာမှမသိပဲသူဆိုလဲအကုန်လုံးကိုကယ်နိုင်မှုစိုးရတဲ့ຢာတစ်ခုလုံးမိမှာပဲလို့ဖြေလိုက်မိပါတယ်နောက်တဲ့နေ့မနေ့ရောက်မှာတော့ဆာရာပြန်မှုလုံနေပြီးတော့ခရစ်စီကတော့တညာလုံးသူတို့ညောင်အေးစေးစကားထိုင်ပြောလိုက်တဲ့အတွက်ဆာရာကိုခင်သွားပါတယ်နောက်လဲအေးစေးစကားပြောချင်းအချိန်မွေးသူစီလာခဲ့လို့ခရစ်စီကဖိတ်လိုက်ပါတယ်အဲ့ချိန်မှာပဲနေတန်ရောက်လာပြီးတော့ဆာရာကိုဘာတွေဖြစ်နေလဲလို့မေးလိုက်တာပါဒါပေမဲ့ဆာရာကတော့နေတန်ကိုသူဒီတိုင်းပဲမူးလဲသွားတာပါလို့ပဲပြန်ပြောလိုက်ပါတယ် အနောက်နေတန်းတားနေမဲ့စာရသူအဆင်ပြေတယ်ဆိုပြီးတော့မစ္စလူရီရဲ့စားတောက်ဆိုင်ကိုအလုပ်ပြန်လုပ်ဖို့သွားပါတယ်တမမဂျူလီကသူတို့ဒီနေရာကိုရောက်နေတဲ့အချိန်မှာသူတို့ပျောက်သွားတဲ့အတွက်ဘယ်သူတွေစိတ်ပူနေမလဲဆိုပြီးတော့စဉ်းစားနေပါတယ်ဖာတီမာသူလည်းဒီကိုရောက်စားကအဲ့လိုပဲစဉ်းစားမှုကြောင့်ねဒီမြောက်လူတွေအကုန်လုံးလဲဒိုးလိုပဲစဉ်းစားမှုကြမှာပဲလို့ပြောပါတယ်ဂျူလီကသူ့အဖိုးအဖွားတွေနဲ့တငယ်ချင်းတွေသူတို့ကိုစိတ်ပူနေမှာပဲလို့ပြောလိုက်တာပါသူမှရီးစားတော့မရှိတဲ့အတွက်စိတ်ပူမဲ့ကောင်းလေးတော့မရှိပါဘူးဖာတီမာဂျူလီစိတ်တက်ကြနေအောင်တိပြီးတော့သူပြောင်းအောင်လုပ်ပေးဖို့အတွက် အဲလစ်နဲ့နှစ်ယောက်သားစီစဉ်ပါတော့တယ်တပတ်မှာဂျိတ်ကတော့ yes ကနေပိုက်လာရေဒီယိုကြီးကိုပိုက်ပြီးတော့ဒီမျိုးကြောင်းဘယ်လိုဖြေရှာမလဲဆိုတာတွေးနေများနေခဲ့ပါတယ်အဲဒီမှာထရူဒီကဂျိတ်ကိုလာပြီးတော့ easily လာလောက်ပါသေးတယ်ရဲမှုတော့ကန်ဒီကသူ့မေလှုပ်ထားတဲ့ပေါင်မုတ်တွေစခန်းကိုလာပို့ပါတယ်ရဲမှုကဒီမျိုးကိုခဏစောင့်ရှောက်ထားဖို့အတွက်ကန်ဒီကိုမှာပြီးတော့သူဇနီးဖြစ်သူစီကိုအလဲသွားပါတယ်အဲဒီမှာဂျိတ်ကဘားတွေဝင်လာပြီးတော့ဒီလိုနေရာမှာဘားလှုပ်ထားတဲ့အတွက်အံ့ဩနေပါတယ်အရာနဲ့ဒုံကဂျိတ်ကိုစိတ်အေးသွားအောင်ရက်ခွန့်ခဲ့ပေးပါတယ် ဂျေကအရက်ကိုတောက်ကြည့်လိုက်ပြီးတော့ရသာဆိုးွားနေတဲ့အတွက်ချက်ချင်းပဲထွေးထုတ်လိုက်ပါတယ်။ဒုံကတော့ဒါအာလူးနဲ့ချက်ထားတဲ့ဗော်ကာလို့ပြောလိုက်ပြီးတော့ဒီမျိုးမှာတော့အရက်ကိုရှိတာနဲ့ချက်ရတာပါ။ဂျေကတော့ဒီမျိုးမှာပုံမှန်လိုနေနေကြလူတွေကိုစိတ်တုံနေပြီးတော့အကောင်လုံးကအိမ်ပြန်တိုင်းမှုစူးစမ်းနေတင်တာမဟုတ်ဘူးလားလို့မေးနေပါတယ်။ဒါမဲ့ဒီမျိုးကလူတွေကတော့ဒီကိုဆက်ဆာရအောင်ချင်းမှဂျေတို့လိုပဲအိမ်ပြန်မှုကိုအသေးအံစူးစမ်းခဲ့ကြဘူးပြီးအချိန်တွေကြာလာတော့မှဒီမျိုးကနေပြန်ထွက်ပေါ်လာမှဖြစ်နိုင်ကြောင်းသဘောပေါက်လာကြတော့တာပါ။ဂျေကတော့ခုမှရောက်လာဖြစ်တဲ့အတွက်ဒါကိုလက်မခံနိုင်သေးပဲ။ ငါကွန်တန်ကွန်ပျူတာနဲ့ပတ်သက်တဲ့ကုမ္ပဏီတစ်ခုကိုထူထောင်လာတာလို့ပြောပါတယ်။ဂျေကသူကညံလုံးကောင်းတဲ့လူယူဆပြီးတော့ဘသူမှအဖြေမရှာနိုင်တဲ့ဒီညာအကြောင်းကိုသူအဖြေရှာနိုင်လိမ့်မယ်လို့ယုံကြည်နေတာပါ။ထုံကလည်းငါကယ်လီဖိုးနီးယားတက္ကသိုလ်မှာဓာတ်တနီကဘာသာရေးသင်ခဲ့တာလို့ပြောလိုက်တော့ဂျေတယောက်အံ့ဩသွားပါတယ်။ပြီးတော့ထုံကမင်းဆောင်အန်တော်တယ်ဆိုရင်ဒီရေဒီယိုဘလို့ထုတ်လင်းလို့ရမလဲလို့စဉ်းစားလိုက်လို့ပြောပါတယ်။တပတ်မှာဆာရာကတော့ဤတန်လေးကိုလာတွေ့ပါပြီ။ဤတန်ကဆာရာကိုတွေ့လိုက်တဲ့အတွက်ပျော်သွားခဲ့ပါတယ်။အဲနောက်ဆာရာနဲ့ဤတန်တို့အိမ်ပြန်ကစားခွင့်မှာကစားကြပြီး အဲဒီမှာနေသန်ဖာသာကာထရီယိုလာတွေ့တာကိုမြင်ရပါတယ်။ဒါပေမဲ့အဲလစ်နဲ့ဖာဒီမာတို့ကတော့ဂျူလီကိုစိတ်ပြေလက်ပြောက်ဖြစ်အောင်ဆိုပြီးရေကန်လေးတစ်ခုကိုခေါ်လာပါတယ်။ဒီရေကန်မှာမြို့ဟာတခြားလူတွေလည်းရေကူးနေကြတာကိုမြင်ရပါတယ်။ဂျူလီယာဖာဒီမာကုလိုမျိုးဒီမြို့မှာအသားကြောင့်နေနိုင်အောင်အံ့ဩတဲ့အတွက်ဖာဒီမာသူ့အကြောင်းကိုပြောပြပါတယ်။ဖာဒီမာအီရန်ကရွာလေးတွေမှာကြီးပင်းလာဖြစ်ပြီးတော့သူ့ဖေဟာတရားဟောဆရာတယောက်ပဲဖြစ်ပါတယ်။သူ့ဖေကသူ့အစတွေကိုပွင့်လင်းလင်းဟောပြောတတ်တဲ့အတွက်သဘောမကျလူတွေရှိပြီးတော့တရော့တော့လူတွေများရောက်လာပြီးသူ့ဖေကိုတပ်ပြစ်လိုက်ကြပါတယ်။ ဖာဒီမာကဘာဘယ်နေရာမှာမစိုးမကောင်းဆိုးရွားတွေရှိနေလို့ပြောပြီးတော့အဲ့ဒီမကောင်းဆိုးရွားတွေကိုငါမကြောက်လန့်ရအောင်နေတယ်လို့ပြောပါတယ်။တဖက်မှာတပီတာတို့ကလည်းဆာရာနဲ့အီသန်ကစားနေရအောင်ကြည့်ပြီးတော့ဆာရာသဘောကောင်းတဲ့ကလေးမလေးပဲလို့ပြောနေခဲ့ပါတယ်။ဆာရာအီသန်ကိုစပတ်ကြီးကိုသွားပြီးတော့စိတ်တွေကြက်တွေသွားကြည့်ကြမလားလို့မေးပါတယ်။ဆာရာရဲ့ကိုနေသန်ကတမျိုးလုံးအတွက်ဒရိတ်ဆန်တွေကိုစောင့်ရှောက်ပေးထားတာပါ။အီသန်ကဆာရာနဲ့လိုက်ချင်တယ်လို့ပြောတော့တပီတာကသူ့သားကိုစိတ်မချတဲ့အတွက်သူလဲလိုက်မယ်လို့ပြောလိုက်ပါတယ်။ ဇာရာသူတယောက်တည်းခေါ်သွားပေးလို့ရပါလို့ပြောပေမဲ့တပိသားလက်မခံပဲသူပါလိုက်လာခဲ့ပါတယ်။တမမရဲမှုဘွားကတော့မြို့ပြင်မှာရှိတဲ့သူဇနီးရဲ့မြေပုံလေးစီကိုရောက်လာခဲ့ပါပြီ။ရဲမှုကသူဇနီးအဖေကိုသူတို့ဒီမြို့ကလူတွေအချင်းတော်တော်ကြာအဆင်ပြေပြေနေခဲ့တာကနေပြီးခဲ့တဲ့ရက်ပိုင်းမှာဆိုးရွားတာပြန်ဖြစ်လာတယ်လို့ပြောပြနေပါတယ်။မကောင်းဆိုးရွားတွေကလော်ရန်နဲ့မေဂန်တို့ကိုတပ်ပစ်ခဲ့တယ်လို့စီကန်နဲ့ဝင်ပြီးတော့သူနာပြုဆရာမဂျီနာနဲ့ကန်နီရဲ့အဖေမစ္စလူးတို့ကိုတပ်ပစ်ခဲ့တဲ့အကြောင်းကိုပြောပြလိုက်ပါတယ်။အဲ့ဒီရက်ပိုင်းမှာပဲဘွိုက်က ပါကင်ဆန်ယောဂါလက္ခဏာလိုလက်တွေတုံ့ဝင်နေတာတွေဖြစ်ခဲ့ပါတယ်။ဘွိုင်းရဲ့ဖေကပါကင်ဆန်ယောဂါရှိခဲ့တဲ့အတွက်သူလည်းပါကင်ဆန်ယောဂါဖြစ်မယ်လို့ပဲယူဆပါတယ်။ဒီတော့ဘွိုင်းကသူ့မှာအချိန်တိတ်မကြံတော့ဘူးလို့ယူဆပြီးသူသားအဲလေးစပါဝင်ဒီမျိုးကလူတွေကိုအိမ်ပြန်ပို့ပေးနိုင်ဖို့နီးလန်းကိုစဉ်းစားနေတာပါ။သူ့မှာယူမမအကြံတစ်ခုလဲရှိပြီးတော့အဲ့တိုင်းလောက်ရမလားလို့ရဲမှုကတိတ်ဆုံးသွားဖြစ်တဲ့သူဇနီးကိုအကြံကြံလာတောင်းနေတာလည်းပဲဖြစ်ပါတယ်။နေသန်းတော့ဖာသာကာထရီကိုလာတွေ့ပြီးတော့ဟိုတနေ့ညစေကန်ကောက်ကိုဖွင့်ခဲ့တာ ပြီးတော့သူနာပြူဆရာမဂျီနာနဲ့မစ္စတာလူကိုတေးစေခဲ့တာဆာရာပဲဖြစ်ကြောင်းလာပြောပြပါလိမ့်နေတန်းဆာရာတယောက်မူမှန်ဖြစ်နေတဲ့အတွက်မိုးဒါရီထက်လို့မှဆိုရင်လို့ဖာသာကာထရီကိုလာပြီးတော့ပြောပြနေတာပါဒါမဲ့သူကသူ့ညီမကို friend လို့မျိုးအပြစ်ပေးတဲ့တစ်တာထည့်ပြီးတော့အသက်ခံရမှာကိုလည်းမဖြစ်စေချင်ပါဘူးတပတ်မှဆာရာတပီသားနဲ့အီတန်လေးတို့ကတော့စိတ်တွေကြက်တွေကိုကြည့်နေကြပါလိမ့်အီတန်စိတ်တွေကိုအစာကျွေးပြီးတော့ပြောရွှင်နေတာပါဆာရာရဲမှုတယောက်တော်တဲကနေလက်ဖွဲ့အဆောင်လေးကိုရှာမတွေ့ခင်ကဆိုဒီမျိုးရောက်လာတဲ့လူတွေကညာဘက်ဆိုရင်မကောင်းဆိုးရတယ်မမြင်အောင်နေရာရှာပြီးတော့ ပုံနေရတာလို့ပြောပြပါတယ်ပြီးတော့အဲ့လိုပုံနေနေရာတစ်ခုပြမယ်ဆိုပြီးတော့တပိသားကိုစပယ်ကြီးတဲကိုခေါ်သွားပါတော့တယ်ပြီးတော့တပိသားကိုစပယ်ကြီးတဲမှာပိတ်ခဲ့တဲ့တူတာတပိသားလည်းထိတ်လန့်ပြီးတော့အော်ခင်းနေပါတော့တယ်တပတ်မှာနေသားနဲ့ Father Country ကမြို့ထဲမှာစာရာကိုလိုက်ပြီးတော့ရှာနေကြပါပြီအာရီဘာနဲ့စာရာတပိသားနဲ့အီတန်လေးတို့ခေါ်ပြီးတော့စပယ်ကြီးစီသွားတာကိုတိလိုက်ရပါတယ်စာရာကတော့ဈေးကန်းယူလာတဲ့ခွဲစိတ်ဓာတ်နဲ့အီတန်ကိုတတ်ဖို့လုံနေခဲ့ပါပြီအီတန်လေးကသူ့မေးပြန်ပါမလားလို့အမေဘမာလေးလို့မေးနေပါတယ် ဇာရာအီတန်ကိုတတ်တော့မယ်အချိန်မှာပဲနေတန်ကအချိန်မီရောက်လာခဲ့ပါတယ်။နေတန်နေပါရီလုံးနေရာလေးလို့မေးလိုက်တော့ဇာရာကငါတို့အကုန်လုံးအိမ်ပြန်နိုင်မှုလုံးနေတာလို့ပြန်ပြောလိုက်ပါတယ်။အီတန်ကိုတတ်ဖို့တိုက်တွန်းခဲ့တဲ့မကောင်းဆိုးဝါတွေကအီတန်ကနောက်ဆုံးပဲလို့ဇာရာကိုပြောထားပြီးတော့အီတန်ကိုတတ်ပြီးရင်ဒီမျိုးကလူတွေအားလုံးအိမ်ပြန်လို့ရပြီလို့ပြောထားခဲ့တာပါ။အီတန်ဇာရာ၆ရောက်ကိုကန်ပြီးတော့ထွက်ပြေးသွားပြီးနေတန်ကဇာရာလက်ကိုဝင်ပြီးတော့ချုပ်ပါတယ်။အရီမာရီဇာရာယုံနေတဲ့သူ့လက်ထဲကဓာတ်နဲ့နေတန်ရဲ့လက်ပင်ကိုဖြတ်မိသွားပါတော့တယ်။ နေတန်းအဲ့ညမှာလည်းကြာတေးဆုံးသွားပြီးတော့ဇာရာလည်းအခုမှကြောက်လန့်သွားပါတော့တယ်ဖာသာကာရီလည်းရောက်လာပြီးတော့နေတန်းကိုရောငိုနေဇာရာကိုပါမြင်လိုက်ရပါတယ်ဇာရာစီကနေထွက်ပြေးလာတဲ့အီတန်ကတော့သူ့မှာဂျူလီနဲ့လမ်းမှာသွားတွေ့ပါတယ်အဲ့ချိန်မှာဂျင်လည်းရောက်လာပြီးတော့ဓပီသားကိုစပယ်ကြီးတဲ့ကထုတ်ပေးလိုက်ပါတယ်အဲ့ထဲမှာရုပ်သေးဖြစ်နေအောင်မျိုးကလူတွေအားလုံးတည်သွားကြပြီးဒီအိုရောက်လာကြပါပြီဂျင်နဲ့ဓပီသားတို့စပယ်ကြီးတဲ့ကထွက်လာပြီးတဲ့နောက်ဂျူလီတို့အဲလီဆိုနဲ့တူအီတန်ကိုအသက်ရှင်လဲမြင်လိုက်ရပါတယ် ခရစီတို့ရဲမှုတို့လည်းရောက်လာပြီးတော့ခရစီကနေတန်ကိုစစ်ဆေးကြည့်ရမှာတော့နေတန်ကတိတ်အဆုံးသွားပါပြီ။ဒါပေမဲ့အဲ့ချိန်မှာဆာရာမရှိတော့ဘဲဖာသာကာထရီကဆာရာထွက်ပြေးသွားပြီလို့ပြောပါတယ်။ဂျင်းကဆာရာမမာလဲလို့ရဲမှုနဲ့ဖာသာကိုမေးပြီးတော့ရဲမှုကဆာရာမမောင်ခင်မျိုးကိုပြန်လာရင်ငါတို့ဖြေရှင်းလိုက်ပါမယ်လို့ပြောပါတယ်။သူညာတွေပြန်လာရင်တော့သူ့အသူပြေးမှာတည်သွားမှာပါလို့ပြောလိုက်ပါတယ်။ဂျင်းကသူ့အိမ်ထဲထိလာပြီးတော့သူကလေးနဲ့သူကစားပြပြီ။ကလေးကိုတတ်ဖို့လှုပ်ခဲတဲ့အတွက်ဆာရာကိုတော်တော်လေးဒေါသထွက်နေခဲ့ပါတယ်။ပြီးတော့ဘွားတို့ကိုခမောက်ပြောတော့ဒီကလူတွေကမိသားစုလိုပဲဆို ခုကြောင့်တော့ဗာမီသားစုလဲလို့ပြောပြီးတော့ပေါက်ကွဲနေတာပါတမမခရစ်စီကလည်းဆာရာလှုပ်သွားအတွက်တတော်ကိုခံစားနေရပြီးတော့သူအကြံပေးလိုက်လို့ဆာရာခုလိုလှုပ်တာဆိုပြီးတော့လေသူပါပြည့်စုံလို့ခံစားနေရပါတယ်ဆာရာသူ့ကိုလူတွေအကုန်လုံးအိမ်ပြန်ပို့နိုင်မှုအတွက်စိုးရတာတစ်ခုခုလုံမလားလို့မေးတဲ့အချိန်မှာခရစ်စီကဒီတိုင်းမေးတာလို့ထင်တဲ့အတွက်လုံမယ်လို့ပြောခဲ့မိတာပါရဲမောကခရစ်စီကိုဒါအမင်းပြေမဟုတ်ပါဘူးလို့ပြောပြနေပါတယ်ခရစ်စီကတော့ဆာရာနေတဲ့အောင်တတ်ခဲ့တဲ့ခွဲစိတ်ဓာတ်ကကျမဆေးကန်ယူသွားတာလို့ပြောပြီးတော့ငိုနေခဲ့ပါတယ် ရဲမှုကတော့မင်းအသက်တွေအများကြီးထက်ခဲ့အောင်ပါဒီကိစ္စကိုစိတ်ထဲသိထဲမထားပါနဲ့လို့ဖြောင်းဖြားပေးလိုက်ပါတယ်နောက်တစ်ခါမှတော့နေသားရဲ့လောင်းကိုဘွိုင်းနဲ့ကန်ဒီတို့ကမြေမြုပ်ပေးနေပြီးတော့ဖာသာကာထရီကတော့မျိုးတွေကလူတွေကိုတရားဟောနေပါတယ်ဂျေကတော့ရေဒီယိုပြန်ပြင်နိုင်မှုအတွက်မျိုးတွေမှာပတ်ပြီးတော့လိုအပ်တဲ့ပစ္စည်းတွေကိုစုဆောင်းနေပါတယ်တမမဂျူလီကတော့ကိုလိုနီအိမ်ကြီးရှိမှာဗီတာတူးခဲ့တဲ့ကျွေးတွေကိုသွားပြီးတော့ကြည့်နေပါတယ်ဗီတာပြီးခဲ့တဲ့တရက်တုန်းကဒီကျွေးတွေကိုရုတ်တရက်ထားတူးခဲ့တာဖြစ်ပြီးတော့ဘာကြောင့်တူးခဲ့လဲဆိုတော့မသိရသေးပါဘူး အဲနောက်ဂျူလီတောင်အိမ်ထဲပြန်ဝင်မဲ့လုံမှာတော်ပန်းစည်းလေးတစ်စည်းကိုတွေ့တဲ့အတွက်အဲဒီပန်းစည်းကိုယူသွားလိုက်ပါတယ်။ဓမ္မမတပီသားကတော့ဖာသာကာထရီရဲ့ဘုရားကျောင်းကိုရောက်လာပြီးတော့သူတို့အိမ်မှာတွေ့တဲ့ဘုရားစာပဲအချို့ကိုလာပေးပါတယ်။ကာထရီကအီတန်ဘလုံနေသေးလဲလို့မေးလိုက်တော့တပီသားကဇာရာဘာလို့သူ့ကိုထိခိုက်အောင်လုပ်ဖို့ကြိုးစားတာလဲဆိုတာအီတန်လေးကနားမလည်နိုင်ဖြစ်နေလို့ပြောပါတယ်။ကာထရီကဇာရာတော်တဲ့ဝင်ပြေးသွားတဲ့ချိန်မှာသူနောက်ကလိုက်သွားပြီမိတ်။မမီတော်ဘူးလို့ပြောလိုက်ပြီးဇာရာညာဘက်ဆိုရင်တော့အပြင်မှာအသက်ရှင်မှာမဟုတ်ကြောင်းကိုပြောပြလိုက်ပါတယ်။ တပိသားတော့ဒီမျိုးမှာပိတ်မိနေတဲ့အခြေအနေရောသူကလေးကိုလူတယောက်ကတတ်ဖို့ကြိုးစားခဲ့တာရောကြောင့်စိတ်ကြီးကနေပြီးတော့ကျမတို့ကအခုအသက်ရှင်နေသေးတာလားဒေသွားပြီလားလို့ကာထရီကိုမေးလိုက်ပါတယ်အခုဖြစ်နေရတွေကအစစ်မှန်တွေရောဟုတ်ရဲ့လားလို့သူတန်တရားဝင်နေခဲ့ပါပြီကာထရီကငါတို့တေးနေပြီဆိုရင်တော့ဘာထူးကြမှာလဲလို့မေးလိုက်ပြီးတေးနေလန်းဒီညမှာဆက်ပြီးတော့ပိတ်မိနေပြီးတော့ဒုက္ခဆက်ခံနေရမှာပဲလေလို့ပြောလိုက်ပါတယ်ကာထရီကလောလောဆယ်နေရောနေမိသားစုပါအသက်ရှင်နေသေးတယ်လို့ပြောလိုက်ပြီးဒါပဲတော်သေးတာပေါ့လို့ဖြောင်းပြလိုက်ပါတယ် တပိသားထွက်သွားပြီးတဲ့နောက်ဖာသာကာထရီမြောက်ခန်းထဲကိုဆင်းသွားပြီးတော့မြောက်ခန်းထဲမှာတော့အဖမ်းခံရတဲ့ဆာရာကိုမြင်တွေ့ရပါတယ်။ဘွိုင်းနဲ့ကန်ဒီတို့ကဆာရာအကြောင်းပြောနေပြီးတော့ဆာရာကိုညံကောင်းပြီးထက်မြတ်တဲ့မိန်းကလေးသူကအခုလိုတွေလုံနိုင်တဲ့အပေါ်မှာမယုံနိုင်ဖြစ်နေပါတယ်။ကန်ဒီမေတီယန်ချန်လို့ခေါ်တဲ့မစ္စစ်လူးကလည်းဆာရာကိုသူသမီးလေးလို့သဘောထားတဲ့အတွက်တော်တော်စိတ်မကောင်းဖြစ်နေတာပါ။ဘွိုင်းကတော့ငါတို့တော်တဲ့ကိုတိတ်ဝဲဝဲမသွားကြတဲ့အကြောင်းရင်းကလက်ဖွဲ့အဆောင်တွေအိမ်တွေထဲမှာအလုပ်ဖြစ်တယ်လို့မျိုးအပြင်မှာအလုပ်ဖြစ်မဖြစ်မသိလို့ဆိုပြီးတော့ကန်ဒီကိုပြောနေပါတယ်။ ဒါမဲ့ဂျင်တို့မိသားစုစားအုပ်လာတဲ့ညမှာလက်ဖွဲ့ဆောင်တွေကကားပေါ်မှာလည်းမကောင်းဆိုးအားတွေကိုတားနိုင်ခဲ့တာသိလိုက်ရပါတယ်။ဒီတော့ boy ကစားစရာနဲ့တခြားပစ္စည်းတွေကိုစုပြီးတော့လက်ဖွဲ့ဆောင်ယူပြီးတော့တော်တယ်သွားကြည့်မယ်လို့ပြောပါတယ်။ boy ကတစ်မျိုးလုံးကပိတ်မိနေတဲ့လူတွေကိုအိမ်ပြန်ပို့ပေးနိုင်မဲ့လမ်းတော်ထဲမှာရှိမလားလို့ရှားဖွေးကျင်နေတာပါ။ကန်ဒီက boy ကိုစိတ်ဆိုးပြီးတော့ခမားလုံးမှာကိုကိုတီတောင်းကြံတာမျိုးပဲလို့ပြောပြီးတော့ထွက်သွားခဲ့ပါတယ်။ဒါပေမဲ့ဂျင်းကတော့သူတို့အိမ်ထဲကဝါကြိုးတွေကိုဖျက်ကြည့်လိုက်တဲ့အချိန်မှာအထဲမှာဂျင်းနှိုင်းကြိုးတွေမပါတာကိုမြင်လိုက်ရပါတယ်။ အထိုင်မာလျာစစ်ကူးနိုင်တဲ့ဂျင်းနိုင်တို့တွေမပါဘဲထူးဆန်းဆန်းနဲ့ဒီမျိုးကအိမ်ဒီမာလျာစစ်မိရနေတာဖြစ်ပါတယ်ပြီးတော့ဘလကောင်းတွေကလည်းငုံတစ်ခုပဲပါတော်မြင်လိုက်တဲ့တော့သူတို့တော်တော်လေးကိုတုံ့လှုပ်ပြီးတော့နားမလည်နိုင်ဖြစ်နေရပါတယ်အဲဒီချိန်မှာဂျိတ်ကရေဒီယိုအစုပ်ကြီးနဲ့တစ်မျိုးလုံးကနေသူစုလာရေဒီယိုပြင်ဖို့ပစ္စည်းတွေကိုတဲပြီးတော့ဂျင်းတို့အိမ်ကိုရောက်လာခဲ့ပါတယ်ဂျိတ်ကလည်းဂျင်းတို့လိုပဲဝါကြိုးတွေမှာဂျေးတိုင်းတို့မပါဘဲလျှက်စစ်ရနေအောင်တီးပြီးခဲ့ပါပြီဂျိတ်ကဂျင်းတို့နဲ့အတူပူပေါင်းပြီးတော့ရေဒီယိုကိုထုတ်လွှင့်ဖို့အတွက်ရောက်လာခဲ့တာဖြစ်ပါတယ် တပမစာရာကိုတော့ Father Carfri ကဖမ်းရတာဖြစ်ပါတယ်စာရာကိုလူတွေမိသွားလို့ရှိရင်တစ်တာလေးထည့်ပြီးတော့အသေးခံခံမှာဖြစ်တဲ့တော့ Carfri ကစာရာထွက်ပြေးသွားပြီးလို့လိန်ထားတာပါနေတန်းစာရာထူးဆန်းတဲ့အတန်းချို့ကြားနေရပြီးတော့အဲ့ဒီတန်တွေကနေစာရာကိုလူတွေတတ်ဖို့ခိုင်းနေရဖြစ်ကြောင်း Carfri ကို ပြောထားပါတယ် Carfri ကစာရာသာဒီအတန်တွေကိုတကယ်ကြားနေရတယ်ဆိုရင်ဒီညာနဲ့ဆက်သွယ်နိုင်လို့လို့ယူဆပါတယ်ဒီမျိုးမှာပိတ်မိတဲ့လူတွေထဲမှာစာရာလိုမျိုးဒီမျိုးနဲ့ဆက်သွယ်မိတဲ့လူမရှိပါဘူးဒီတော့ Carfri ကစာရာဘလို့အတန်တွေကြားနေရလားလဲဆိုပြီးတော့မေးမြန်းပြီးတော့ ဒါအုံသုံးချနိုင်ဒီမျိုးမှာပိတ်မြဲလူကုံလုံးကိုလွတ်မြောက်နိုင်မလားလို့မျှော်လင့်နေတာပါဒါကြောင့်လဲဆာရာကိုသူကလှုပ်ဝက်ပြီးတော့ဖမ်းထားတာဖြစ်ပါတယ်တမမဂျူလီကတော့သူလာတဲ့ဒေါ်ပန်းစီလေးကိုဘန်းအိုးထဲမှာစိုက်ထားနေပါတယ်ဒီပန်းစီလေးကနေဘလို့အဖြစ်မျိုးတွေရောက်လာမယ်ဆိုတာတော့သူတို့မသိကြသေးပါဘူးအဲ့ဒီမှာဂျင်းနဲ့ဂျိတ်ကတော့မျိုးပြမာရှိတဲ့ဂျိတ်တို့ရဲ့ကားပေါ်ကနေရေဒီယိုပြင်မို့အတွက်လိုအပ်တဲ့ဝါးကြိုးတွေကိုလာပြီးတော့ယူနေပါတယ်အဲ့ဒီမှာတပီသားကသူတို့အိမ်မှာရှိတဲ့အရင်မိသားစုရဲ့ပစ္စည်းဟောင်းတွေကိုရှင်းလင်းနေတာပါ ဒီမြို့ကပစ္စည်းတွေကိုတရန်ချမ်းတို့စားတောက်ဆိုင်ရဲ့စတူကန်ထဲမှာတင်ထားလေးရှိတာဖြစ်တဲ့အတွက်တပီသားလေးဒီကိုပစ္စည်းတွေလာပို့ပါလေ။ဤတန်လေးကတော့ဆာရာကိုကြောက်နေတဲ့အတွက်ဒီမှာဆာရာရှိမလားဆိုပြီးတော့ထိတ်လန့်နေပါလေ။တပီသားစတူကန်ထဲမှာပစ္စည်းတွေထားရင်လက်ပတ်လေးတစ်ခုမြင်လိုက်ရပါလေ။အဲဒီမှာဂျင်းနဲ့ဂျိတ်တို့ကတော့မြို့ပြန်အမြင့်ဆုံးတစ်ပင်စီလာပြီးတော့အဲ့ဒီပင်ထိတ်မှာရေဒီယိုအင်တာနာတိုင်းဆောက်ဖို့လုပ်ပါလေ။ဂျင်းကတော့ဂျိတ်ရဲ့ဆောင်းကြွားကြွားနဲ့မန်တက်နေပုံစံကြောင့်တိတ်ပြီးတော့သဘောမကျပါဘူး။ ဒါမဲ့ဘလို့ပဲဖြစ်ဖြစ်ဒီကနေပြန်ပြီးတော့ပြန်ထွက်နိုင်မယ်မျှော်လင့်ချက်နည်းနည်းပဲရှိတဲ့ကိစ္စဆိုရင်တော့တို့လို့လောက်ရမှာပါပဲရဲမှုပွိုင်းကတော့ကန်နီနဲ့ရင်းနေတဲ့ခရစ်စတီကိုလာတွေ့ပြီးတော့ကန်နီစင်ပြေလားလို့မေးပါတယ်ခရစ်စတီကသူ့ဘေးမစ္စတာလူသေးဆုံးပြီးခဲ့ကကန်နီတောက်တော်လေးကိုစေတီကနေအကြောင်းကိုပြောပြပါတယ်တမမဘွိုင်းကကြတော့သူတို့ခုဖြစ်သွားရင် မျိုးဝလူတွေကိုကာကွယ်ဖို့အတွက်ကန်နီကိုအစင်းသိဖြစ်စေခြင်းနေတာပါဘွိုင်းကကန်နီကိုသူ့နေရာကိုဆက်ခံစေချင်တာဖြစ်ပါတယ်ဒါမဲ့ခရစ်စတီကတော့ကန်နီအခုလိုအပ်နေတာကရဲမှုတောက်မဟုတ်ပဲ အဖေတယောက်လိုအပ်နေတာလို့ပြောလိုက်ပါတယ်။တပတ်မှာတပီသားကစတိုကန်ထဲမှာတွေးခဲ့ရတယ်လက်ပတ်လေးကိုယူလာပြီးတော့အတော်လေးကိုတွေးများနေပုံပေါက်နေပါတယ်။အဲနောက်မှာသူကအီတန်လေးကိုခေါ်ပြီးတော့အမေတို့တွေဒီလျက်စစ်မိတွေဘယ်ကနေလာလဲဆိုတာအဖေရှာကြည့်ကြမယ်လို့ပြောလိုက်ပါတယ်။ပြီးတော့နိုင်ငံကိုတူနဲ့ထုပြီးတော့မိကျိုးတွေဘလို့တွေ့ထားလဲဆိုတာကိုကြည့်ပါတော့တယ်။ဂျင်းကတော့တစ်ပင်မော်တက်ပြီးတော့အပင်ထိတ်မှာအင်တာနာတိုင်းထားဖို့လုပ်နေပါတယ်။အဲဒီမှာအပင်အောင်မရှိနဲ့ဂျိတ်ကရုတ်တရက်တစ်ပင်နေပေါ်ကနေသွေးတွေကြလာတယ်မြင်ကွင်းကိုမြင်လိုက်ရပါတယ်။ အပေါ်မောကြည့်လိုက်တော့တိပိနဲ့တန်းလန်းချိတ်ထားတဲ့လူခန္ဓာကိုယ်ပိုင်းစားတွေလည်းမြင်လိုက်ရပြီးတော့တိပိမှာထူးဆန်းတဲ့အမတ်သားတစ်ခုကိုလည်းမြင်လိုက်ရပါတယ်။ဒါပြင်ရှေးခေစစ်တီဝိဆုံတဲ့စစ်သားတယောက်ကသူ့ကိုတန်းနန်းနဲ့လိုက်ပြတဲ့အတွက်ဂျိတ်တယောက်ထွက်ပြေးပါတော့တယ်။ဂျိတ်ကဒေါ်ထဲမှာအသက်လူပြေးနေပြီးတော့နောက်ဆုံးမှာသူ့ကိုစစ်သားကတတ်တော်မလို့လုံနေပါတယ်။ဒါပေမဲ့အဲ့ချိန်မှာပဲခေါ်တန်းကြားအတွက်တိချာပြန်ကြည့်လိုက်တော့ဂျင်းကိုမြင်လိုက်ရပါတော့တယ်။ခုနသူမြင်ခဲ့တာတွေကအစ်မမဟုတ်ပဲထင်းအောင်ထင်မမြင်ကွင်းတွေဖြစ်နေပါတယ်။ဆာရာတော့သူ့ကိုလူတချို့ကစကားပြောတာကိုနားထဲမှာကြားခဲ့ရကြောင်း အဲ့လူတွေကတို့ကိုကူညီဖို့ပြောခဲ့တာဖြစ်ပြီးတော့တို့ဒီကိုရောက်နေကြပြီလို့ပြောခဲ့ကြကြောင်းကာထရီကိုပြောပြပါတယ်တို့ကတို့ပြောရဲစကားကိုကြားနိုင်တဲ့လူတယောက်ကိုစောင့်နေတာဖြစ်ပြီးတော့ဆာရာအဲ့လူဖြစ်တယ်လို့ပြောခဲ့တာပါတို့လည်းဒီမှာဆာရာတို့လိုပဲပိတ်မိနေပြီးတော့အိမ်ပြန်နိုင်ဖို့တော့အကူအညီတောင်းတာဖြစ်ပါတယ်ဆာရာဒီစကားတန်ကိုအဆမယုံကြည်ပေမဲ့ဂျေလုံးမိသားစုနဲ့ဂျိတ်တို့ရောက်လာမယ့်နေ့မှာအရိတန်တွေကဆာရာကိုတို့လာမယ်ဆိုတာကြိုးပြီးတော့ပြောပြခဲ့တဲ့အတွက်ဆာရာကယုံကြည်သွားခဲ့တာပါ ဒီလူတွေရောက်လာပြီးနောက်မှာဒီမျိုးမှာရှိနေလူတွေအကုန်လုံးတေကြလိမ့်မယ်လို့အိုက်တန်တွေကပြောခဲ့ပြီးတော့သူတို့ပြောတဲ့အတိုင်းလုံးမသာအကုန်လုံးဒီကနေလွတ်မြောက်နိုင်လိမ့်မယ်လို့ပြောခဲ့ပါတယ်ဒီအတွက်ဆာရာကသူတို့လောက်ခိုင်းတဲ့အတိုင်းလူတွေကိုတတ်ပစ်ခဲ့တာပါသူတို့ကဆာရာရဲ့ကိုနေတန်ဘာမှဖြစ်စရာလို့ဂရီပေးခဲ့ပြီးအခုတော့နေတန်အသေးဆုံးသွားပါပြီအခုတော့ဆာရာလည်းသူ့ကိုတေဆုံးသွားဖြစ်တဲ့အတွက်အဲ့လူတွေကိုဒေါသထွက်နေပါတယ်ကာထရီယာဘလိုပဲဖြစ်ဖြစ်နေဒီနေရာနဲ့ဆက်သွယ်နေနိုင်တယ်ဆိုရင်တကူအသုံးဝင်နိုင်တယ်လို့ပြောပြီးတော့ဒီအကြောင်းကိုရဲမှုစီသွားပြောဖို့အတွက်လှုပ်ပါတယ် ဒါပေမဲ့အချိန်မှာပဲဆာဗရာတခုခုခံစားလိုက်ရပြီးတော့ဆာဗရာနဲ့ဆက်သွယ်နေတဲ့လူတွေကကာထရီကိုတခုပြောချင်နေတာဖြစ်ပါတယ်။အိုက်ကကာထရီကဆာဗရာကိုစာရွက်ပေးလိုက်ပါတယ်။ဒါပေမဲ့ဂျိတ်ကကြောက်လိုက်ပြီးတော့ထပ်ပြေးသွားတဲ့အတွက်ဂျင်းကတယောက်တည်းရေဒီယိုကိုဖွင့်ကြည့်ပါတယ်။ဒါပေမဲ့သူတို့အင်တာနာတက်ထားတဲ့သစ်ပင်ကတိတ်ပြီးတော့မမြင်တဲ့အတွက်အပြင်ဘက်ကတယောက်နဲ့တော့အဆက်အသွယ်မရခဲ့ပါဘူး။တမမဂျိတ်ကတော့ဒေါ်တဲကနေထွက်ပြေးသွားပြီးတော့တရန်ချန်စားတော့ဆိုင်ကိုရောက်သွားခဲ့ပါပြီ။သူကစားတော့ဆိုင်မှာထိုင်နေပြီးတော့သူခုနမြင်လိုက်တဲ့အမှတ်သားကိုဇာတ်ပုံမှာဆွဲကြည့်နေပါတယ်။ ။ဒီအန်ချန်းကသူ့ကိုကော်ဖီလာတိုင်နဲ့ဂျိတ်ဆွဲထားတဲ့အမှတ်သားကိုပြလိုက်တော့တခုခုသတိရသွားပြီးစတိုကန်ထဲကိုထွက်သွားပါလေ။ဒီအန်ချန်းကစတိုကန်ထဲမှာဆောင်းအဟောင်းတုပ်ကိုရှာနေပြီးတော့အဲဒီဆောင်းထဲမှာဆွဲထားတဲ့အမှတ်သားတွေကိုကြည့်လိုက်ရာမာတော့အနာရီကဂျိတ်မြင်ခဲ့တဲ့အမှတ်သားတွေနဲ့ပုံစံတည်းပါပြီ။အဲဒီအမှတ်သားတွေကိုဆွဲခဲ့တဲ့လူကလည်းဂျိတ်လိုပဲဒီပုံစံတစ်ခုတည်းကိုထက်ကထက်ကဆွဲနေခဲ့တာပါ။တပတ်မှာဆာဗရာကတော့သူနဲ့ဆက်သွယ်နေတဲ့လူတွေကဇွဲခိုင်းတဲ့တိုင်ဆိုင်ပေါ်မှာပုံတချို့ကိုဇွဲပြီးတော့ခါထရီကိုပြလိုက်ပါတယ် ကာဖရီဒီကိုရောက်စားကလေးကအဲ့လူတွေကစောင့်ကြည့်နေရလို့စာရာကပြောပါတယ်။ကာဖရီလည်းအဲ့ဘုံမြင်လိုက်တော့မယုံနိုင်အောင်တုံ့လှုပ်သွားရပါတယ်။အဲ့ချိန်မှာပဲရဲမှုကကန်နီစီကိုရောက်လာခဲ့ပါတယ်။ကန်နီကအိမ်မှာထိုင်ပြီးတော့တစ်သားနဲ့စစ်တွင်ရုပ်လေးတွေလုံနေတာပါ။ဘွိုက်ကကန်နီကိုဘောလုံးပြေးကြအောင်လို့လာပြီးတော့ခေါ်ပေမဲ့ကန်နီကတော့ကျွန်တော်အဆင်ပြေပါတယ်လို့ပဲပြောပါတယ်။တကယ်တော့ဘွိုက်ကခရစ်စီပြောလိုက်တဲ့အတွက်ကန်နီကိုအဖေတယောက်လိုရင်းနှီးနေပြီးတော့နှစ်သိမ့်ပေးဖို့လုပ်နေခဲ့တာပါ။ ဘွိုက်ကကန်နီကိုငါအဖေတော့ကငါအသက်ရွယ်လောက်မှာခြေလက်တွေတုံးပြီးတော့အကျောအားနေတဲ့ပါကင်ဆန်ယောဂါစားဖြစ်ခဲ့လို့ပြောပြလိုက်ပါတယ်ဒီယောဂါမျိုးတော့မလိုက်တတ်ဘူးဆိုမြအခုတော့သူ့လက်တွေတုံလာတဲ့အကြောင်းနဲ့အဲ့ဒါပါကင်ဆန်မဲဆိုတာတီတာတောင်းဘွိုက်ကပြောပါတယ်သူကဒီအကြောင်းကိုသူသားအဲလစ်ကိုတော့မပြောရသေးပဲကန်နီကိုအရင်ဆုံးပြောပြခဲ့တာပါဘွိုက်ကငါဒီမျိုးကလူတွေအကြာကြီးဆက်ပြီးတော့မကာကွယ်နိုင်တော့ဘူးလို့ပြောပြီးတော့အဲ့တော့အချိန်ရှိတော့မှတော်တယ်သွားပြီးတော့အိမ်ပြန်နိုင်မဲလမ်းရှိမလားလို့ရှာချင်တာလည်းဖြစ်ပါတယ်ဘွိုက်ကကန်နီကိုငါမရှိတဲ့အချိန်မှာမင်းကဒီလူတွေကို ်ဆောင်းဆောင်းမဲ့လူပဲလို့ပြောပြီးတော့ဒီတော့မင်းဖေးလဲဂုံယူနေမှာလို့ပြောလိုက်ပါတယ်။ဒါပေမဲ့မင်းချိန်ထားယူခြင်းသေးတယ်ဆိုရင်ငါတော်တယ်မသွားသေးပဲဆောင်းပေးနိုင်တယ်လို့ပြောလိုက်တာပါ။ကန်နီကတော့ကျွန်တော်ဘောလုံးပြစ်ကြအောင်လို့သာပြောလိုက်ပါတယ်။တပတ်မှဂျင်းကတော့အိမ်ပြန်အောင်လာတော့အီတန်နဲ့တပီတာတို့မြေအောင်ခန်းထဲမှာဂေါ်ပြားတက်နဲ့မြေကြီးကိုတူးနေတာမြင်လိုက်ရပါတယ်။တပီတာကအိမ်ထဲကဝါကျိုးတွေအကုန်လုံးကဒီမြေကြီးအောက်ကိုဝင်သွားတာလို့ပြောပါတယ်။ပြီးတော့တပီတာကဂျင်းကိုသူတို့သမီးစားဘွားတို့ကလှုပ်ပေးခဲ့ဘူးတဲ့လက်ပတ်လေးအကြောင်းကိုပြောပြပါတယ်။ အိုက်လက်ပတ်လေးကိုဂျူလီမွေးတဲ့နေတုန်းကဈေးဥမာဂျင်းကပျောက်သွားတာဖြစ်ပါတယ်။တပိသားအိုက်လက်ပတ်ကိုတီယန်ချန်စတိုကန်ထဲမှာတွေ့ခဲ့ကြောင်းပြောပြီးတော့ဂျင်းကတော့ပုံစံတူတာပါလို့ပြောနေပါတယ်။တပိသားတူတာမဟုတ်ကြောင်းနဲ့ဒီလက်ပတ်မှာငါစားလို့တုန်းကထိခိုက်မိခဲ့တဲ့အရာလေးရှိတယ်လို့ပြောလိုက်ပါတယ်။ဒီလက်ပတ်ဒီကိုရောက်နေရဘလို့မှမဖြစ်နိုင်ပေမဲ့ဖြစ်နေပါတယ်။ဒီလက်ပတ်ဘလို့ရောက်လာဆိုတာမသိနိုင်ပေမဲ့ငါတို့ဒီမျိုးမှာတီးလို့ရနိုင်များကိုတော့တီအောင်လုပ်ရမယ်လို့တပိသားကပြောပါတယ်။အဲနောက်တော့ဂျင်းရောတပိသားအမေကြီးကိုတူးပြီးတော့လျှက်စစ်တွေဘဲကလာလဲစွာကိုတီးရဖို့လှုပ်ပါတော့တယ်။ တမမဖာသာကာထရီယာလည်းလေခွေးထဲမှာမြေကြီးကိုဒူးနေပြီးတော့သူတွေကိုစားပြီးတော့ရောက်ခါစားကမြုပ်ထားတဲ့အထုပ်ထုပ်ကိုပြန်ပြီးတော့ဖော်နေခဲ့ပါတယ်။အဲထိုထဲမှာတဝက်ကျိုးနေတဲ့ဝီစကီပလင်းတစ်ပလင်းသွေးဆိုးနေတဲ့အင်တထယ်နဲ့ချောကလက်ပြားတစ်ခုရှိတာဖြစ်ပါတယ်။ဆာရာဆာရဲ့ပုံမှာဆွဲပြားထားတဲ့ပုံကအဲ့ဒီချောကလက်တစ်စိမ့်မှာပါတဲ့ပုံဖြစ်နေတာပါ။ကိုလိုနီအင်ကြီးမှာတော့အဲ့မှာပဲနေတဲ့ဂေမင်ဆိုတဲ့လူတယောက်ကညဘက်မှာပရိမောင်းလိုက်ကောက်ဖွင့်လိုက်ပြီးတော့အပြင်ကမိန်းလေးတောင်းနေစကားပြောနေတာကိုမြင်လိုက်ရပါတယ်။ဂျူလီတွေ့ခဲ့တဲ့ဒေါ်ဗန်စီလေးဆိုတာကဂေမင်လှူထားဖြစ်ပြီးတော့ ကယ်ဗျာအဲ့ဒီပြင်ကမိန်းကလေးကိုပေးဖို့လှုပ်ထားတာပါကယ်ဗျာအဲ့မိန်းကလေးကိုဆွဲလန်းနေပြီးတော့အဲ့ဒါတကယ်မိန်းကလေးမို့ပဲမကောင်းဆိုးအားဆိုတာကိုတော့သူသတိမေ့နေတဲ့ပုံပေါက်ပါလေမကောင်းဆိုးအားကတော့ကေဗင်ကိုငါဘယ်တော့အိမ်ထဲဝင်လို့ကြမလဲလို့မေးလိုက်ချင်းတယ်ပဲဒီပန်းဒီနေရာမှာခဏပြီးဆုံးသွားခဲ့ပါတော့တယ်ခင်ဗျာ ကဲဆိုဒီနေ့အတွက်တင်ဆက်မှုကတလောက်ပါပဲဘယ်လေးရင်မိုးစီးရီးဖြစ်တဲ့ from ရဲ့ season 1အပိုင်း9နဲ့6တင်ဆက်ပြီးကြတာပါနောက်နေ့မှာအပိုင်း80 90စသဖြင့်ဆက်ပြီးတော့ကျွန်တော်တွားကြပါမယ်ဇလန်အရင်ကောင်းတာဖြစ်တဲ့အတွက်လာပြီးတော့ကြီးရှုကြဖို့လေတခါလေးဖိတ်ခေါ်ပြစီဆိုဒီနေ့မှာစာကနေဆုံးနေလိုက်ပါကြီးရှုအားပေးခဲ့တယ်ချိန်မေးကြပြိတ်သက်တယောက်ချင်းတောင်ကျေးဇူးအထူးပဲတင်ရှိပါရခင်ဗျာကျွန်တော်အန်ခင်မူပါ